အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ဆက်သားပါရယ်ဒီနေ့မှကျမတို့အတူတကွလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့အလုံးစုံကိုပေါ်ပြသောဝိညာဉ်တော်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရယ် ဝိညာဉ်တော်ဖျားကအာအရာခသိန်းအလုံးကိုသိမြင်တဲ့သူဖြစ်တယ်။သူကပုပ်ကူတော်ဖျားဖြစ်တယ်။ခမဲတော်ရဲ့နှက်နေတဲ့အရာတွေကိုလည်းကျမတို့ကိုသွန်သင်ပြသတဲ့ဝိညာဉ်တော်ဖြစ်တယ်။ဆိုတော့ယေရှုဖျားကဝိညာဉ်တော်ဖျားအကြောင်းကိုမိတ်ဆက်တဲ့အခါမှာเนาะကျမတို့ကိုသူဘယ်လိုမျိုးညွှန်ကြားထားခဲ့လဲဆိုရင်ခမဲတော်သည်ငါအတွက်ကြောင့်ဆေလွတ်တော်မူသောဥပိစ္ဆေဆရာတည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည်သင်တို့အားခသိန်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ်ကိုသင်တို့အားပေးတော်မူမည်အာမင် ဒီစကားလေးကယေရှုဖျားပြောထားတဲ့စကားဖြစ်တယ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး14အငယ်26မှာဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ကျမတို့အတွေ့အကြုံမို့လို့သရှင်တော်ဝိညာဉ်တော်ဖျားကိုယေရှုဖျားကကမဲရော့စီမှာတောင်းပြီးတော့မှဆေလွတ်ပေးထားတာဖြစ်တယ်ဒါကြောင့်မလို့ဒီဥပိ္ပစေဆရာတည်းဟူသောသရှင်တော်ဝိညာဉ်တော်ကအလုံးစုံကိုသိပြီးမှကျမတို့ကိုဖော်ပြလိမ့်မယ်တွင်တန်လိမ့်မယ်ပေါ့နော်နောက်ခါကျတော့ယေရှုဖျားပြောထားတဲ့စကားတွေကိုလည်းမှတ်မိနိုင်တဲ့ဉာဏ်ပညာကိုပေးမယ်တဲ့နော်ဒါကြောင့်ဝိညာဉ်တော်ဖျားဟာအလုံးစုံကိုသိတဲ့ဖျား ားဖြစ်တယ်။ဟောဒါအပြင်ဝိညာဉ်တော်ဖျားကဖျားသခင်ရဲ့နဲ့နေတဲ့အရာတွေကိုဖော်ပြတယ်ကျွန်မတို့ကိုသွန်သင်ပေးတာဖြစ်တယ်။ဟောတစ်ကောအခန်းကြီး1အငယ်30နဲ့17မှာဒီလိုမျိုးတွေ့ရပါတယ်။ထိုအရာတို့ကိုဖျားသခင်သည်မိမိဝိညာဉ်တော်အားဖြင့်ငါတို့အားဖော်ပြတော်မူ၏ဝိညာဉ်တော်သည်ဖျားသခင်၏နတ်နေသောအရာတိုင်းအောင်ခတ်သိမ်းသောအရာတို့ကိုစစ်တော်မူ၏ လူဤနဲ့နေသောအရာကိုလူ၌ရှိသောမိမိစိတ်ဝိညာဉ်မှတပါအဘဲသူသိသည်။ထိုနည်းတူဖျားသခင်ဤနဲ့နေသောအရာကိုဖျားသခင်ဤဝိညာဉ်တော်မှတပါအဘဲသူများမသိ။အာမင်။ဆိုတော့ဒီကျမ်းပိုက်ထဲမှာဖော်ပြထားတဲ့အတိုင်းပေါ့နော်။တန်ရှင်သောဝိညာဉ်တော်ဟာဖျားသခင်ရဲ့ဝိညာဉ်တော်ဖြစ်တယ်။အဲကြောင့်မို့လို့ခမဲတော်ရဲ့နဲ့နေသောအရာဟာလားဖျားသခင်နဲ့နေသောအရာတွေကိုဒီဝိညာဉ်တော်ဖျားကကျွန်တော်တို့ကိုသွန်သင်ပြသမှကျွန်တော်တို့ကိုဖော်ပြမှနော်ကျွန်တော်တို့ဖွင့်ပြမှပေါ့နော်။ကျွန်တော်တို့ကနားလည်နိုင်ရသောအခွင့်ရှိရ ဖြစ်တယ်။နော်ဘုရားသခင်ရဲ့နိုင်ငံတော်ကတနည်းအားဖြင့်မော်တော်ယေရှုဘုရားပြောထားတဲ့အထဲမှာကောင်းကင်နိုင်ငံတော်ကလယ်၌ခွာထားသောဘန္နာနဲ့တူတယ်လို့ပြောထားတဲ့အတိုင်းပေါ့နော်။ဟုတ်ကထားလျက်ရှိရဖြစ်တယ်။နက်နဲသောအရာနော်တန်ဖိုးရှိသောအရာတွေကဘုရားသခင်ကဟုတ်ကထားလျက်ရှိတယ်။ဘာကြောင့်ဟုတ်ကထားရလဲဆိုကျမတို့ကိုရှာဖွေစေခြင်းလို့။ဆိုတော့ဒီလိုမျိုးရှာဖွေတဲ့အခါမှာဝိညာဉ်တော်ဘုရားရဲ့အကူအညီမပါဘဲနဲ့ကျမတို့ဘလို့မှမတွေ့နိုင်ဘူး။နော်သဘောကတော့ဘုရားသခင်ပြောထားတဲ့အရာတွေကိုမှတ်မိနိုင်သောညံတာမကပေါ့နော်။ထို့အရာ ာရဲ့အနတ်အဓိပ္ပာယ်တွေကိုနားလည်ဖို့ဆိုလို့ရှိရင်ဒီအလုံးစုံကိုပေါ်ပြပေးတော့တန်ရှင်တော်ဝိညာဉ်တော်ဘုရားရှိမှရမှာဖြစ်တယ်။အကြောင်းကျွန်မတို့ကကျမ်းစာဖတ်တဲ့အခါမှာအနတ်အဓိပ္ပာယ်တွေနားလည်ခြင်းနဲ့ဆိုလို့ရှိရင်ဥပိ္ပစေဆရာတိဟုသောဝိညာဉ်တော်ဘုရားရဲ့အကူအညီကိုတောင်းခံမှုလိုအပ်တာဖြစ်တယ်။နောက်ကျွန်မတို့ကကျမ်းစာဖတ်တော့မယ်ဆိုလို့ရှိရင်ဝိညာဉ်တော်ဘုရားကျွန်တို့ကိုဖွင့်ပြပါ၊သွန်သင်ပါ၊အလုံးစုံကိုသိနိုင်ရသောအခွင့်နားလည်နိုင်ရသောအခွင့်ကိုတော့ဘုရားပေါ်ပြပါကျွန်တို့ကိုသွန်သင်ပါ၊ပေးသိပါပေါ့နော်။အဲ့လိုမျိုးနဲ့ကျွန်မတို့ဆုတောင်းတဲ့အခါ ကြရင်ဦးရင်တော်ဘုရားကျမတို့ပေါ်ပြမှာဖြစ်တယ်။ဒါကြောင့်မလို့ယေရှုဘုရားကတော့ကျမတို့အတွက်ကြောင့်မို့လို့ဥပ္ပစ္စေဆရာကြီးဟူသောတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုဆေးလွတ်ပေးထားတယ်။ဒီဝိညာဉ်တော်ဘုရားကိုကျမတို့အမိပြုပြီးတော့မှလှူရှားသွားလာရမယ်။သူ့ရဲ့အကူအညီကျမတို့မယူလို့မရဘူးဖြစ်တယ်ပေါ့နော်။ဆိုတော့တခါတော့ကလည်းယေရှုဖ ia ကပေါ့နော်သူရဲ့တပည့်တော်တွေကိုသူမေးတယ်ပေါ့နော်။အာလူတွေကလည်းငါ့ကိုဘာသူဖြစ်လဲပေါ့နော်။ဘာသူဖြစ်တယ်လို့ပြောကြလဲမင်းတို့ဘယ်လိုမျိုးကြားမိလဲပေါ့နော်။အဲ့လိုမေးတဲ့အခါမှာပေတရုကဘာလို့ဖြစ်လဲဆိုတော့ ကိုရောသည်ခရစ်တော်သည်ဟူသောအသက်ရှင်တော်မူသောဘုရားသခင်ဤသားတော်ဖြစ်တော်မူတယ်ဆိုပြီးမှသူကပြန်ပြီးတော့မှဖြေလိုက်တယ်เนาะအဲ့တော့အဲ့ဒီခါမှာယေရှုဘုရားကပြောလဲဆိုတော့ရှိမုန်ပါယောနာသင်သည်မင်္ဂလာရှိ၏အကြောင်းမူကားအသွေးအသားသည်ဤအကြောင်းအရာကိုသင်အားဖော်ပြသည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်သည်ဖော်ပြတော်မူသည်ဆိုပြီးတော့မှပြောလိုက်တယ်ပေါ့เนาะဆိုတော့ဒီခါမှာကျွန်တော်တို့ဘာကိုနားလဲရလဲဆိုလို့ရှိရင်လူရဲ့အသွေးအသားကเนาะပြောရလို့ရှိရင်လူစားတိအားဖြင့်ဒီအရာသိတာမဟုတ်ဘူးเนาะခမဲတော် ော့ဘုရားကသူ့ကိုဖော်ပြတာเนาะဆိုလိုတာကဘာလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ဘုရားကသူ့ကိုဖော်ပြတာဖြစ်တယ်ဆိုပြီးမှယေရှုဘုရားပြောလိုက်တာဖြစ်တယ်။ ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာဝိညာဉ်တော်ဖျားလိုအပ်တယ်။ဝိညာဉ်တော်ဖျားရှိခြင်းအပြင်ကျမတို့ကအရာခက်သိမ်းအားလုံးသိနိုင်တယ်။ဒါကျမတို့တစ်ဖက်မှာနော်တခြားသောသူတွေလှည့်စားမဲ့အရာတွေကိုလည်းကျမတို့အာကြိုပြီးတော့မှသိနိုင်တယ်။ဘယ်သူကမှကျမတို့ကိုလိမ်လည်လှည့်ဖျားလို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲ။ကျမတို့ရဲ့အထဲထဲမှာရှိတဲ့ဝိညာဉ်တော်ဖျားကကျမတို့ကိုအမြဲတမ်းမှသတိပေးမယ်။ဒီလူကတော့မင်းကိုလာလှည့်စားနေတာဖြစ်တယ်။ဒီလူပြောတဲ့အရာမယုံနဲ့။နော်ဒီအရာကဟာလာမဖြစ်နိုင်ဘူးဆိုတဲ့အရာမျိုးပေါ့နော်။ကျမတို့ကိုစီးတားလိမ့်မယ်။နော်တပားသူကျမတို့ကိုလာ ာပြီးတော့မှလိန်လဲလှဲ့ဖြားလို့မရအောင်ပေါ့နော်ဝိညာဉ်တော်ဖျားကျွန်တော်တို့ကူမမှာဖြစ်တယ်ဆိုတော့ပေတရုရဲ့ဘဝမှာလည်းပေါ့နော်ဒါမျိုးရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်နော်တမန်တော်တွေအားလုံးပဲတကယ်ပဲပေါ့နော်အာဖျားသခင်ရဲ့ဝိညာဉ်တော်တွန်းလောင်းခြင်းကိုခံရပြီးတဲ့နောက်ပိုင်းမှာအရင်မဲ့노ကြကြတယ်တက်ကြွကြတယ်နော်ပေတရုတို့နော်အာယောဟန်တို့စသဖြင့်ပေါ့သူတို့တွေကတကယ်ပဲပေါ့နော်ဖျားသခင်ရဲ့ဝိညာဉ်တော်တကိုးအားဖြင့်လူနာတွေကိုလည်းသူတို့ချမ်းမာစေရဲဆိုတဲ့အရာတွေ့ရတယ်နော်တမန်တော်တွေစုဝေးတဲ့အလယ်မှာယုံကြည်သူအကုန်လုံးကလည်းနော်တကယ်ပဲအာဖျား ရားသခင်အတွက်ပေါ့နော်အတူတူကတောက်လောင်ပြီးတော့မှမိမိတို့ရဲ့ရှိတဲ့ပစ္စည်းဥစ္စာတွေကိုလည်းအတူတူကပါဝင်ပြီးတော့မှသုံးဆောင်ကြရဲပေါ့နော်ဆိုတော့အဲ့ဒီအခါမှာဘာကိုတွေ့ရလဲဆိုလို့ရှင်အာနနီးနဲ့ရှော်ဖီတွေဆိုတဲ့ဒီလင်မယားနှစ်ယောက်ကပေါ့နော်သူတို့ကလည်းဟောချားသောသူတွေလာပေးလှူလို့ပေါ့နော်သူတို့လည်းအားကြမခံတဲ့နော်သူတို့ရဲ့ရှိတဲ့အရာကိုရောင်းပြီးတော့မှလာပေးတယ်ပေါ့နော်ပေးလှူတယ်ဆိုပြီးတော့မှသူတို့အာယူလာခဲ့တယ်ပေါ့အဲ့ဒီခါမှာဒီတမန်တော်ရဲ့ခြေရင်းမှာပေါ့နော်သူတို့ဒီဥစ္စာပစ္စည်းကိုရောင်းထား ားတယ်တဝက်ကူပေါ့နော်ဖွက်ထားပြီးမှတဝက်ကူလာပေးထားတယ်အဲ့ဒီခါမှာသူတို့ကပြောရမယ်ဆိုလို့ရှင်ဒါကငါတို့ရောင်းလို့ရတယ်နော်ငွေထဲကနေတဝက်ကူပဲလာပေးတာပါလို့ပြောရင်လည်းရတယ်ဒါမှမဟုတ်မပြောလဲနေပေါ့နော်ဒါပေမဲ့သူတို့ကဘယ်လိုမျိုးပြောလဲဆိုတော့နော်အာဒီဟာကတဲ့ငါတို့ရောင်းထားတဲ့အရာအားလုံးပဲပေါ့နော်ငါတို့ရောင်းလို့ရတဲ့ပတ်စံအကုန်လုံးပဲဆိုပြီးတော့မှလာပြောတယ်ပေါ့နော်အဲ့ခါမှာပေသူတို့ကဘာပြောလဲဆိုတော့အာနနီသင်သည်တတ်ရှင်သောဝိညာဉ်တော်ကိုလှည့်စား၍မြေကိုရောင်းသောအဖိုးဤ တဖို့ကိုထိန်ဝှက်မိအကြောင်းစာရန်သည်သင်ဤစိတ်နှလုံးကိုအဘယ်ကြောင့်ပြည့်စေရသနည်းထိုမြေရှိစဉ်တွင်ကိုပိုင်သည်မဟုတ်လောရောင်းရရသောအဖိုးသည်ကိုဥစ္စာဖြစ်သည်မဟုတ်လောအဘယ်ကြောင့်ဤသို့ကျန်စီသနည်းလူကိုယ်သာမှုသာပြောပြီးမဟုတ်ဘုရားသခင်ကိုလည်းမှုသာပြောပြီးဟုပေတရုဆို၏နော်ဆိုတော့ဒီခါမှာပေတရုကဘာပြောလိုက်လဲဆိုတော့ပေါ့နော်မင်းဘာဖြစ်လို့တဲ့နော်မင်းတို့ရဲ့ဒီမြေကိုရောင်းလို့ရတဲ့နော်ဒီမြေအဖိုးရဲ့တဝက်ကိုပေါ့နော်ဘာဖြစ်လို့ခြံထားဖို့စာရန်ကမင်းကိုနော်ဒီမြေရဲ့စိတ်နှလုံးဘာဖြစ်လို့အကြံပေးတာလဲတဲ့နော် မင်းတို့ရဲ့ဒီမြေကလည်းမင်းတို့ပိုင်တာမဟုတ်ဘူးလားတဲ့။နော်မင်းတို့ရောင်းလို့ရတဲ့ဒီပတ်စံဟာလည်းမင်းတို့ကိုပိုင်ပဲလေတဲ့။နော်ဘာဖြစ်လို့အဲ့လိုမျိုးဒီလိုညာမယ်လို့မင်းတို့စိတ်ကူးရတာလဲတဲ့။မင်းတို့လူကိုပဲညာတာမဟုတ်ဘူးနော်တဲ့။အဲ့ဒါမင်းတို့ဖျားသခင်ကိုလည်းညာတာဖြစ်တယ်ပေသူကအဲ့လိုပြောလိုက်တယ်နော်။အဲ့လိုပြောလိုက်တဲ့ခဏချင်းမှာပဲချက်ချင်းပဲအာနန္ဒီကလဲပြီးတော့မှတည်သွားတယ်နော်။အဲ့ဒီအရာကိုမြင်တွေ့ရတဲ့သူကြားသိတဲ့သူအပေါင်းကအယံမဲ့ကြောက်သွားကြတယ်နော်။ဆိုတော့အဲ့ဒီမှာနော်ကျွန်မဘာကိုပြောပြချင်လဲဆိုတော့တန်ရှင်တော်ဝိညာဉ် င်တော်နဲ့ပြည်နေတဲ့เนาะဝိညာဉ်တော်ရှိရဒီပေတရုကိုအာနဏိကလာပြီးတော့မှလိမ့်လေလှည့်စားတာလှည့်စားလို့မရဘူး။ဘာဖြစ်လို့လဲ။ပေတရုရဲ့အထဲထဲမှာဝိညာဉ်တော်ရှိလို့နဝိညာဉ်တော်ဖျားကပေါ်ပြတယ်။เนาะဆိုတော့ဖျားသခင်ပေါ်ပြတဲ့အခါမှာကျမတို့ရဲ့သီခွင့်ရှိတယ်။เนาะဖျားသခင်မပေါ်ပြရင်တော့သီခွင့်မရှိဘူးပေါ့เนาะဒီနေရာမှာဝိညာဉ်တော်ဖျားကပေတရုကိုပေါ်ပြတဲ့အတွက်ပေတရုကသိတဲ့အခါမှာအာနဏိကိုအဲ့တိုင်းပြောလိုက်တာဖြစ်တယ်။เนาะအဲ့ဒီအတွက်ကြောင့်အာနဏိကိုသွားပြီးတော့မှတကြိုတဲ့အခါမှာပေါ့เนาะဒီတကြိုတဲ့လူတွေကသွားလို့ပေါ့เนาะခဏ လေးပဲရှိသေးတယ်။နောက်3နာရီလောက်ကြာတဲ့အခါမှာသူ့ရဲ့ခင်မွန်းဖြစ်တဲ့ chef တွေကလည်းအဲ့ဒီအကြောင်းမသိပဲနဲ့เนาะဒီအာ terminology ရှိတဲ့နေရာကိုပေါ့နော်သူတို့ဝင်လာတယ်ပေါ့နော်။ဝင်လာတဲ့အခါမှာပေသူကလည်းဗာပြောလဲဆိုတော့မင်းတို့ပေါ့နော်ဒီလောက်နဲ့เนาะဒီလောက်ငွေအမောင်းနဲ့ဒီမြေကိုရောင်းတာလားတဲ့။ ဲ့လိုမျိုးမေးတဲ့အခါမှာရှဖီတွေကဘာပြောလဲဆိုတော့ဟုတ်ပါတယ်တဲ့ဒီလောက်ငွေနဲ့ပဲကျွန်တော်တို့ရောင်းထားတာပါတဲ့အဲ့လိုမျိုးသူကပြောတယ်ပေါ့နော်အဲ့ဒီအခါမှာလေပေတူကဘာပြောလဲဆိုတော့ထာရဘုရားကြီးဝိညာဉ်တော်ကိုစုံစမ်းမိဟုသဘောတူနှင့်အဘဲကြောင့်ကြံစီကြသည်နိရှိရှုလောသင်ဤခင်မုန်းကိုသကြိုသောသူတို့ဤခြေသည်တကားနာမှရှိသည်ဖြစ်၍သင်ကိုလည်းဆောင်းသွားလေအောင်မိဟုဆိုသောခဏချင်းတွင်ထိုမိမ့်မသည်ပေတူဤခြေရင်း၌လဲ၍သေးလေ၏နော်ဆိုတော့ဒီမှာကြည့်နော် ခင်မောနဲ့သဘောတူညီပြီးတော့မှဒီလင်မယားနှစ်ယောက်ကပါလဲဆိုတော့သူများကိုလှည့်စားမယ်လို့ကြံစီပြီးတော့မှလာတာဒါပေမဲ့လှည့်စားလို့ရလားဆိုရင်လုံးဝလှည့်စားလို့မရဘူးဘာကြောင့်လဲဆိုတော့ပေသူရဲ့အထဲထဲမှာတန်ရှင်ဝင်တော်ကသူ့ကိုဖော်ပြတဲ့အတွက်ပေါ့နော်လုံးဝလိန်ညာလို့မရအောင်ဆိုတာတွေ့ရတယ်เนาะဆိုတော့အဲ့ဒီမိမလည်းတည်သွားတဲ့အခါမှာပေါ့နော်သူ့ရဲ့ခင်မောကိုသွားပြီးသူဂျိုးတဲ့လူတွေကအဲ့ဒီနေရာကိုပြန်လာတဲ့အခါမှာပြန်လာလာချင်းပဲအဲ့ဒီမိမကိုလည်းထပ်ပြီးတော့မှเนาะပြန်သွားသူဂျိုးရတယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့ဒီအရာကိုမြင်တွေ့ရတဲ့သူအပေါ ောင်းကပေါ့နော်အင်မတန်မှကြောက်လန့်ကြရတယ်ဆိုတာကိုမှတ်တမ်းတင်ထားတာတွေ့ရတယ်။ဒါကျွန်တော်တို့ရဲ့အသက်တာထဲမှာပေါ့နော်ဝိညာဉ်တော်ဖျားရှိဖို့ရန်အတွက်လိုအပ်တယ်။နော်ကျွန်တော်တို့သူတစ်ပါးကိုလှည့်စားလို့လည်းမရသလိုသူတစ်ပါးရဲ့လှည့်စားခြင်းကိုလည်းကျွန်တော်မခံရစေဖို့အရေးကြီးတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့နေ့စဉ်နော်လှုပ်ရှားသွားလာတဲ့အခါမှာ ဘုရားသခင်ရဲ့ဝိညာဉ်တော်ကိုရှိခြင်းအားဖြင့်ပေါ့နော်ဝိညာဉ်တော်ဘုရားကိုယထားခြင်းအားဖြင့်ကျွန်တော်တို့ရဲ့လူမှုကိစ္စအဝဝမှန်သမျှမာလဲနော်ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကူမမှာဖြစ်တယ်ကျွန်တော်တို့တစ်ဖက်ကနေရန်သူကြံစီခြင်းတဲ့အရာတွေလှည့်စားခြင်းတဲ့အရာတွေဒီအရာတွေအားလုံးကကြာရှုံးရမှာဖြစ်တယ်။ဘာကြောင့်လဲကျွန်တော်တို့အထဲထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုကူမပေးမှာဖြစ်တဲ့အတွက်ပဲနော် တန်ရှင်တော်ဝိညာဉ်တော်ဘုရားအလုံးစုံကိုသိတယ်ဖော်ပြတယ်ကျွန်တော်တို့ကိုသွန်သင်ဆုံးမတယ်အဲ့လိုမျိုးပဲကျွန်တော်တို့ကိုလည်းဘယ်သူမှလှည့်စားလို့မရအောင်သူကကာကွယ်ပေးတာဖြစ်တယ် ။ယောက်ဒီနေ့မှာကျွန်တော်တို့မှာလိုအပ်နေတာကတန်ရှင်တော်ဝိညာဉ်တော်ဘုရားဖြစ်တယ်။ယေရှုဘုရားကအီမာနွေလဘုရားဖြစ်တယ်။ကျွန်တော်တို့ ਨੇ အတူအမြဲရှိတဲ့ဘုရားဖြစ်တယ်ပေါ့နော်။အစင်မပြက်နော်ကကဘာကုံတိတိုင်အောင်အတူအစင်မမြဲရှိတဲ့ဘုရားဖြစ်တယ်။ဆိုတော့သူကသူ့ရဲ့ကိုယ်စားတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုဆေလွတ်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေ့မှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားဂိုင်းကနာလာအဲ့ဝိညာဉ်တော်လှောက်ရှားချက်အိုဒီလိုကြီးလားဆိုရင်ကျွန်တော်တို့ကကြောက်လန့်နေဖို့မဟုတ်ဘဲနဲ့ဝိညာဉ်တော်ဘုရားနဲ့အမြဲတမ်းမှာသွာလာတတ်ဖို့လိုအပ်တယ်။ဝိညာဉ်တော်ဘုရားကိုနေရ ာပေးပြီးတော့မှနော်ယေရှုဘုရားရဲ့အလိုဆန္ဒအတိုင်းပေါ့နော်ကျမတို့ကိုပေးထားတဲ့ဒီအကောင်းဆုံးသောလက်ဆောင်ဖြစ်တဲ့ဒီဝိညာဉ်တော်ဘုရားကိုကျမတို့ကနေရာပေးရမယ်ဝိညာဉ်တော်ဘုရားရှိခြင်းအားဖြင့်ကျမတို့အသက်တာမှာဝိညာဉ်တော်ဘုရားကိုနေရာပေးခြင်းအားဖြင့်နော်ကျမတို့အတွက်နော်ဆိုးကျဖြစ်လာမယ့်အရာတစ်စုံတစ်ခုမှမရှိဘူးအဲ့ဒီအပြင်ကိုမှနော်ကျမတို့ကယန္တုကိုအောင်နိုင်ရသောအခွင့်နော်ကျမတို့ကိုဘယ်သူမှလှည့်စားလို့မရဘူးနော်ဘုရားခင်နဲ့နေသောအရာတွေအလုံးစုံကိုလည်းသိရသောအခွင့်ရှိမှဖြစ်တယ်ဝိညာဉ်တော်ဘုရားရှိခြင်းဟာကျမတို့အသက်တာအတွက်အင်မ တန်မှထူခြားကောင်းမွန်တဲ့ဆုလက်ဆောင်တစ်ခုဖြစ်တယ်။ရမလို့မိတ်ဆွေဒီနေ့မှာတင်းတင်းဝင်းရင်တော်ဖရာကိုခေါ်ဖိတ်ကြိုဆိုလက်ခံခြင်းနေရာပေးခြင်းမရှိသေးဘူးဆိုရင်ဒီနေ့မှာဝင်းတော်ဖရာကိုမိမိရဲ့အသက်တာထဲမှာခေါ်ဖိတ်ကြိုဆိုပါနေရာပေးပါဝင်းတော်ဖရာရဲ့ဆုံးမပဲ့ပြင်မှုအတိုင်းအသက်ရှင်ပါဝင်းတော်ဖရာသည်ကျမတို့ကိုအလုံးစုံကိုပေါ်ပြပေးမှာဖြစ်တယ်။ခမဲတော်ဖရာရဲ့နဲ့နေသောအရာကိုလည်းသိခွင့်ရှိမှာဖြစ်တယ်။ကျန်းစာဖတ်တဲ့အခါမှာလည်းပိတ်ဖုံးထားသောအရာတွေအားလုံးကိုကျမတို့နားလည်ရသောအခွင့်ရှိမှာဖြစ်တယ်။ခြောက်သောသူတွေရဲ့လှည့်စားခြင်းကိုလည်းက ျမတို့ခံရမှာမဟုတ်ဘူးဆိုတာကိုအနေငယ်အားပေးတိုက်တွန်းလိုက်ရပါတယ်ဒီတစ်ခါဆူတောင်းရအောင် ဘဖျားသခင်ကိုရော့ကူကျေးဇူးတင်ပါတယ်။ဝင်းတော့ဖျားအကြောင်းကိုမသိဘဲနဲ့ညှင်းဆန့်ခဲမိသောအချိန်များအတွက်နောင်နာရပါတယ်။ဘဖျားခင်ကျွန်တို့အဖို့လို့ငါတာ၍ကောင်းသောအကြံစီဖြစ်သောဝင်းတော့ဖျားကိုဆုလက်ဆောင်နေပေးထားတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းနေ။ယေရှုဖျားကျွန်တို့အဖို့လို့ငါခမဲတော်ဖျားစီကနေတောင်းပြီးတော့မှဆီလွတ်ပေးထားသောဝင်းတော်ဖျားအတွက်ကျေးဇူးတော်ကိုချီးမွမ်းနေ။ဝင်းတော်ဖျားကျွန်တို့ရဲ့အသက်တာထဲမှာဝင်းရောက်အုပ်ဆိုးတော်မူပါကိုရော့ကူနေရပေးပါတယ်။ဝင်းတော်ဖျားကျွန်တို့ကိုအလုံးစုံပြသတော်မူပါသွန်သင်တော်မူပါဖော်ပြတော်မူပါ ရန်သူရဲ့လှည့်စားခြင်းနဲ့ခြားသောသူရဲ့လှည့်စားခြင်းနဲ့မခံရရှိစေဖို့ကျွန်ုပ်ကိုဆွဲခေါ်တော်သင်လမ်းပြတော်မူပါအတွင်းနှလုံးသားရဲ့ကံတတိပေးတော်မူပါသမာတရားလမ်းလဲမှာလမ်းလျှောက်နိုင်စေဖို့ရန်အတွက်ကျွန်ုပ်ကိုမာစားတော်မူပါအပြစ်သေးဆောင်သူမလိုက်ပါစေဘဲမကောင်းသောမှုရာမှာကျွန်ုပ်ကိုကယ်လွတ်တော်မူပါတကယ်ပဲသာရကာလာတိုင်အောင်ဝိညာဉ်တော်နဲ့ပြေဝါပြီးတော့မှအိုးယေရှုဘုရားနဲ့ဆုံဖတ်ရတော့သူတို့သမီးအနေနဲ့ကျွန်တော်အသက်ရှင်လိုပါတယ်နိုင်ငံတော်ကိုဝင်စားခွင့်ရလိုပါတယ်အာသို့တငယ်ရဲ့မင်္ဂလာဆောင်ပွဲမှာလည်းဝင်ခွင့်ရချင်ပါတယ် တို့ကိုဖွင့်ပြသွန်သင်တော်မူပါရှင်ရဲ့အသက်တာအလုံးစုံကိုလက်တော်ထဲမှာစက္ကန့်အနံပါတယ်ယေရှုတော်ကိုချီးမွမ်း၍ယေရှုဖခင်နာမအမိပြု၍ဆုတောင်းပါ၏အာမင်